မြင်္ဂလာပါမနက်ဖြန်ခொနီယသားရမမြတ်တို့တည့်ရတာဆောင်းရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားရမမြတ်တို့ယနေ့မှာတော့တငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်ယင်းကိစ္စဆက်ကိစ္စများတို့ပြောဆိုဖြည့်ရှင်းပေးရတတ်ပါတယ်အလုံးမှာအခွင့်အရေးကောင်းရတာတွေအောင်မြင်မှုကြီးကြီးမားမားရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ချစ်သူစရာနေပြီးတော့တင်္ဂောင်းများကြားတတ်ပါတယ်ရင်မအောင်နေတတ်ပါတယ် လေးကိုပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်ဖြစ်ပါတယ်။ရဲတွေဟာနေနေရတော့မိမိအရာပြမှာနန္ဒတိကလို့ပူဇော်ပေးပါ။တနင်္လာသာသမီများတို့ယနေ့မှာတော့သာသမီလောင်းငယ်သားတဝူတို့စိတ်တော်ကရောက်တတ်ပါတယ်။အလုံနေရာထိုင်ရင်းနဲ့ပတ်သက်ပြီးတော့ကောင်းသောအပြောင်းအလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။အခြေအနေမှာတော့ဝိနေကောင်းလိမ့်မျိုးဖြစ်ပါတယ်။ခြေထောက်မှာထိခိုက်တံရရတတ်ပါတယ်။ သုံးခွန်ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းနေအောင်တော့အပြာရောင်းနဲ့နှက်ပြာရောင်းဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိအရာဖျားမှာပဲမုတ်တောင်ကုကလူပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့ငွေကြေးကန်တာကောင်းနေပါလိမ့်မယ်။မထင်မှတ်ပဲနဲ့ငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်ပါရဲ့။သူများပြက်တနာကိုပြက်တနာဖြစ်တတ်ပါရဲ့။ဆွေမျိုးမိတ်ဆွေမိသားစုများတို့တော့ကြုံတွေ့ရတတ်ပါရဲ့။အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လေနေတတ်ပါရဲ့။ ေါင်းသချံကိုက်တတ်ပါတယ်အခြေအမှတော့စိတ်နှောက်ရက်ဖြစ်စရာတွေကြုံတွေ့ရတတ်ပါတယ်နှစ်ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ဖြူအောင်နဲ့အနဲ့အောင်ဖြစ်ပါတယ်ရေရာအနေနဲ့တော့မိမိအရာဖျားမှာကိမ့်မုံနှစ်ချက်ကတ်လို့ပူဇော်ပေးပါဘုံတော်ဦးသားသမီးများတို့ယနေ့မှာတော့စိတ်ညစ်စရာနှစ်ကြိမ်ကြုံတွေ့ရတတ်ပါတယ်။ဘာပဲလုပ်လို့အဆင်မပြေဖြစ်နေတတ်ပါတယ်။အနက်ရောင်ကိုလုံးဝအသုံးမပြုပါနဲ့။ယနေ့အတွက်ကျမ်းမာရုပ်တာဂယူဆိုင်ပေးပါ။ ချစ်သူစီကနေပြီးတော့လက်ဆောင်ရသက်ပါတယ်။သွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးသက်ပါတယ်။ငါခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေဒီယာနေနေရတော့မိမိအရာဖျက်မှာပန်းသီးသုံးလုံးကတ်လို့ပူဇော်ပေးပါ။ကြာရာပရိသတ်မိများတော့ယနေ့မှာတော့အစုဆက်တူ share လုပ်ငန်းများလုပ်ကြရသက်ပါတယ်။အိမ်ကိစ္စနေရာကိစ္စများတော့ဆင်းရဲဆရာများအနောက်ရှက်များကြုံတွေ့ရသက်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့အာမခံခြင်းချင်းငါခြင်းမျိုးများ ပြုတ်လုံးပါနဲ့အတို့ရှောင်ကျင်ပေးပါမျက်စိနာတာမျက်စိအောင်းလာမျိုးတွေဖြစ်တတ်ပါတယ်တက်သုံးပါတယ်ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရံဖျားမှာ only 6စိတ်ကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့ငွေကြေးကိစ္စများအဆင်ပြေအောင်မြင်မဲ့နေ့လေးဖြစ်ပါတယ်အစားမတတ်ပါတယ်အထူးသတိပြုပေးပါငွေဝင်ပါလိမ့်မယ်ဖျားပုံတော့ရဟနာပုံတော့များ အိမ်ကိုကြွလာရင်ထီထိုးပေးပါလေထိုးလေအောင်ဖြစ်တတ်ပါတယ်အချင်းရင်းမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်ဖြစ်ပါတယ်ရေတရားနေနေရတော့မိမိရဖျားမှာခေါဆွဲကြော်ကတ်လို့ပူဇော်ပေးပါစနေသားတို့မိများတော့ယနေ့မှာတော့သူများပြည်တနာများကြမှာအားဝင်ပြီးတော့ဖြည့်ရှင်းပေးရတတ်ပါတယ်။မိတ်ဆွေများတို့အတွက်တော့ကကြုံတွေ့ရတတ်ပါတယ်။ မြေနေရာကိစ္စများသွားစကားများဖြစ်ရှင်းရတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ခီးသွားတတ်ပါတယ်ခန္ဓာကိုယ်အောက်ပိုင်းခြေထောက်ထိခိုက်ဒဏ်ရာရတတ်ပါတယ်လေးခွန်ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ညိုမိုက်တဲ့ရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်ရေရာအနေနဲ့ကတော့မိမိအရာပြမှာနွားနို့ကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ